စာအတာဖေရဥဆောင်တဲ့တန်ဘွဲ့ဟာမရဘူရကိုမရောက်ခင်စကိုင်းမှာနှညာအိတ်ကြံသားခဲ့ပါတယ်။ဩဂုတ်လ29ရက်ညနေပိုင်းမှာရိုးနဲ့ဂရန်ဒိုဟာစကိုင်းတောင်ပေါ်ကိုတက်ခဲ့ကြပါတယ်။တောင်ပေါ်ကမြင်ရတဲ့မြင်ကွင်းကိုဂရန်ကရေဆေးပုံနှစ်ပုံရေးဆွဲခဲ့ပြီးရိုးကလည်းရှုခင်းအကြောင်းကို သူ့မှတ်တမ်းမှာထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ ညနေခင်းနေကြချိန်မှာဒီမြင်ကွင်းကိုမြင်ခဲ့ရတဲ့ယူကရိုင်းမြစ်ပေါ်ကရှုခင်းတွေတဲ့တာကြောင့်အီတလီကမြို့များနေရာများနဲ့ရှင်နိုင်ကြောင်းအခုလိုရေးသားဖော်ပြထားခဲ့ပါတယ်နေကင်းပိုင်းနေပူပြင်းနေချိန်မှာဒီရှုခင်းကိုကြည့်ရင်တော့ခံစားချက်တစ်မျိုးဖြစ်နိုင်ကြောင်းလဲယူလ်ကပြောခဲ့ပါတယ် ဒီပုံတွေကိုရေးဆွဲခဲ့တဲ့နေရာဟာဘရော့ချောင်းဖြစ်ကြောင်းဂရန့်ရဲ့မှတ်တမ်းအရသိရပါတယ်။ thank you